င်္ဂလာပါစုံဝင်နိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာအင်ဂျင်နီယာတိုင်းတည်ထားတဲ့စုံဝင်နိုင်ငံစောက်လို့ရေလောကမှာအရေးကြီးတဲ့ဥပဒေတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒီဥပဒေကိုဆိုပါလို့ခေါ်ပါတယ်ဆိုပါဥပဒေလို့ခေါ်ပါတယ်ဆိုပါဆိုတာ Security of Payment Act SOPAT လို့လည်းခေါ်ပါတယ်အများအားဖြင့်တော့ဆိုပါလို့ပဲသိကြပါတယ်ဒီဆိုပါလို့ခေါ်တဲ့ SOPAT ကို2005ခုနှစ်ဧပြီလတရက်နေ့မှာစတင်ခဲ့တာပါ UI ချက်ကတော့ cash flow လို့ခေါ်တဲ့ငွေကြေးလေပတ်စီစဉ်မှုတွေမြန် ညံဆန်စေဖို့ပါနောက်တစ်ခုကဒီငွေကြေးတောက်ခံသူဆိုတာဘယ်လိုပြောရလဲဆိုတော့ main contractor တွေငွေပေးချရမဲ့သူဆိုတော့က owner အဲမှာ construction လောကမှာအစားအုပ်စားကြုပ်ချုပ်တဲ့အစားအုပ်ပိုင်ရှင်နဲ့စောက်ပေးတဲ့ contractor ရဲ့ဈာမှာအလုပ်ပြီးမြောက်မှုတစ်ခုအတွက်ကိုငွေတောင်းခံတဲ့အခါမှာအာ contractor ကအလုပ်လုပ်ပြီးတယ်ဒါပေမဲ့ owner ကငွေကိုမပေးချင်ဘူးအဲ့လိုမပေးချင်ဘူးဆိုရင်ငွေကြေးစည်းစမှုရပ်တန့်သွားတဲ့အတွက်ကြောင့်မို့လို့ အုံနာကမိန်ကုန်းတောင်ငွေမပေးနိုင်ရင်မိန်ကုန်းကလည်းဆပ်ကုန်းမပေးနိုင်ဘူးဆပ်ကုန်းကလည်း supplier ကိုမပေးနိုင်ဘူးအားကြောင့်မလို့ဒီငွေကြေးလက်ပတ်စီစဉ်မှုတွေမြန်ဆန်နေဖို့ရာအတွက်ဒီဥပဒေကိုတတ်မှတ်ပြီးတော့ငွေကြေးတောင်းခံတဲ့အခါမှာစီမင်းစည်းကမ်းတွေတတ်မှတ်ပြီးတော့ဗနေရက်တွင်ပေးရမယ်ဆိုတာမျိုးတွေကိုဥပဒေကိုတတ်မှတ်ထားတာပါပြီးရင်ငွေတောင်းခံတဲ့သူကလည်းအုံနာငွေပေးရမယ့်သူစီကိုတိုက်ရိုက်တောင်းခံနိုင်တယ်ဒီမှာ sub contractor နဲ့ main contractor စီကိုတောင်းခံနိုင်တယ်နောက်က supplier ကလည်း sub contractor စီကိုတောင်းခံနိုင်တယ်အဲဆိုဒီဥပဒေရဲ့ရည်ရွယ်ချက်က ငွေကြေးလက်ပတ်စီစဉ်မှုမြန်ဆန်စေဖို့နောက်တစ်ခုကဒီငွေပေးချရမဲ့သူကငွေမပေးဘူးဆိုရင်ဒီဥပဒေကိုလိုက်နာပြီးတော့ဒီဥပဒေအတိုင်းတရားဝင်တောင်းဆိုပြီးတော့ငွေကိုတောင်းခံပိုင်권ရှိတယ်စင်ကာပူလိုသိငယ်တဲ့နိုင်ငံတစ်ခုအနေနဲ့ကဒီလို cash flow လို့ခေါ်တဲ့ငွေကြေးလက်ပတ်စီစဉ်မှုကအရေးကြီးပါတယ်ကုမ္ပဏီကြီးတဲ့အဲကုမ္ပဏီကြီးတဲ့ကုမ္ပဏီတစ်ခုက owner က main contractor ကိုမပေးနိုင်ဘူး main contractor မပေးနိုင်အောင်ဆိုရင် sub contractor ကိုလည်းမပေးနိုင်တော့ဘူးဒါဆိုရင် supplier ကိုလည်းမပေးနိုင်တော့ဘူးဒီလိုကုမ္ပဏီတစ်ခုကငွေကြေးလက်မှတ်စည်းစိမ်မှုရပ်တန့်တော့တာနဲ့စုံနိုင်ငံရဲ့အာငွေကြေးလက်မှတ်စည်းစိမ်မှုတစ်ခုလုံးကိုအနောက်ရပ်ပေးနိုင်ပါတယ်ဒါကြောင့်မလို့ဒီမှာစင်ကာပူအစိုးရကဒီငွေကြေးလက်မှတ်စည်းစိမ်မှုကိုမြန်ဆန်စေဖို့တရားဝင်ငွေကြေးရစရာရှိတာကိုတောက်ခတ်နိုင်ဖို့ဒီလိုဥပဒေကိုသတ်မှတ်ထားတာပါဒီဥပဒေကဒီ construction လောကမှာရှိတဲ့ main contractor တွေ sub contractor တွေကိုအများကြီးထောက်ပံ့ပေးပါတယ်ကိုရပိုင်ကိုရှိတဲ့ပတ်စံကိုတရားဝင် တောင်းခံခွင့်ရှိတယ်။ဒါကလည်းပါနေတဲ့အစိုးရရဲ့အပေါ်မှာမူတည်ပြီးတော့ဥပဒေတွေချမှတ်ထားတဲ့အတွက်ငွေကြေးလက်ပတ်စည်းစိမ်မှုတွေပို့ပြီးတော့မြန်ဆန်လာတယ်။တိုင်းပြည်ပေါ်ပြုံးမှု ပို့ပြီးတော့မြန်ဆန်လာတယ်။ကျွန်တော်နိုင်ငံမှာလည်းပြည်သူပြည်သူကရွေးကောက်ထားတဲ့ပြည်သူအစိုးရတက်လာတဲ့အချိန်မှာအခုလိုမျိုးပြည်သူတွေအတွက်အကျိုးရှိတဲ့ဥပဒေတွေချမှတ်ပေးဖို့လိုအပ်ပါတယ်။ ျွန်တော်နိုင်ငံမှာတော့လက်ရှိဘယ်လိုဖြစ်နေလဲဆိုတော့အခုလိုမျိုးငွေတောင်းတဲ့ထရုံငွေတောင်းခွင့်ရှိတဲ့ဥပဒေမရှိတော့လာစဉ်ကိုကရစီရရှိတဲ့ supply ရပဲဖြစ်ဖြစ် subcontractor ပဲဖြစ်ဖြစ် subcontractor main contractor ကြီးရစီရရှိတယ် main contractor owner ကြီးရစီရရှိတယ်ဆိုရင်လာစဉ် progress claim လို့ခေါ်တဲ့ကိုရပိုင်ခွင့်ကိုတောင်းမှုရအတွက်ကိုဒီမှာပုံဒီမှာနိုင်ငံဆိုရင်တော့တချို့လုပ်တဲ့ဝန်ကြီးဌာနပေးတာဆိုတော့ဝန်ကြီးဌာနရဲ့ director တွေကိုပေါ်မှပြီးတော့အာလက်ထိုးရတယ် subcontractor ဆိုလို့ရှိရင်လည်း main contractor ရဲ့ manager ကိုလက်ထိုးရတယ်အမှ ဆက် main contractor က sub contractor ကိုအလုပ်ပေးရဆိုရင်အလုပ်ပေးတဲ့အတွက်ဒီ manager ကိုတည်တဲ့သိန်း50သိန်းတရာအဲ့လိုမျိုးတွေပေးအဲ့လိုမျိုးတွေပေးမှသူတို့ကနောက်ကြရင် project ကိုချပေးတာ sub contractor ကိုပေးတာအဲ့ဒါတွေကတကယ်တော့မဖြစ်တဲ့ကိစ္စတွေပေါ့နော်နောက်ခုကဒီ main contractor ကအလားစင် claim မဲ့ဆိုရင်လည်းဒီ owner company မှာရှိတဲ့ owner ရဲ့ company မှာရှိတဲ့ manager ကိုလက်ထိုးမှသူတို့အမြဲတမ်းဂယုဆိုင်နေမှတခါပြန်ပြီးတော့လာစင် ကိုယ့်ရဲ့ progress claim ကိုသူတို့ကကြည့်ပြီးတော့ငွေကို ပြန်ချပေးတာဘာလို့လဲဆိုတော့အခုလိုမျိုးတရားဝင်တောင်းပိုင်ခွင့်ရှိတဲ့ဥပဒေမရှိလို့ဒီ SOP at ရဲ့အကြောင်းကိုဆက်ပြီးတော့ကြည့်ရအောင်ဒီ SOP အမှဘသူတွေပါလဲဆိုတော့ claimant လို့ခေါ်တဲ့ငွေတောင်းခံတဲ့သူကို claimant လို့ခေါ်ပါတယ် claimant ဆိုတော့ငွေတောင်းခံတဲ့သူငွေတောင်းခံတဲ့သူကဘသူကဘသူစီကိုတောင်းပါလဲဆိုတော့ main contractor main contractor ဆိုရင် owner စီကတောင်းမယ် sub contractor ဆိုရင် main contractor စီကတောင်းမယ်အဲ့ဒါတွေကို အဲ့လိုလူတွေကို claimant လို့ခေါ်ပါတယ်ဒီမှာဒီဥပဒေမှာအာတုံးတဲ့အတုံးနှုံးစကလုံးကိုပြောတာပါနောက်တစ်ခု respondent respondent ဆိုတာပြန်ပြီးတော့ငွေပေးချေရမယ့်သူကိုပြောတာပါ claimant ရှိတယ် respondent respondent ကြီးတယ်နောက်နောက်တစ်ယောက်က adjudicator adjudicator ဆိုတာကအာစိစက်ညှိနှိုင်းပေးတဲ့သူဥပမာဒီဥပဒေကိုဒီဥပဒေအရအာ respondent လို့ခေါ်တဲ့ငွေပေးချေတဲ့သူက claimant ကိုငွေမပေးဘူးဆိုရင်ဒီ claimant ကဒီဥပဒေအတိုင်းဒီ respondent ကို တရားဆွဲဆိုပြီးတော့တောင်းပိုင်권ရှိတယ်။အဲ့လိုတောင်းတဲ့အချိန်မှာဒီ claimant ကတောင်းတဲ့ငွေကို respondency ကဘယ်လောက်ရတယ်လဲဆိုတာကိုစစ်ဆေးပြီးတော့စစ်ဆက်ညှိနှိုင်းပေးတဲ့သူကို adjudicator လို့ခေါ်ပါတယ်။အဲမှာ claimant ကဘာလုပ်လဲဆိုတော့ claimant ကရစရာရှိတဲ့ပတ်စံကို responder ကမပေးဘူးဆိုရင်သူက adjudication application ဆိုပြီးတော့မှဒီလိုစစ်ဆက်ညှိနှိုင်းဖို့ရအတွက်လျှောက်လာတင်တယ်။အဲလျှောက်လာတင်တာကဘယ်မှာတင်ရတာလဲဆိုတော့စီမံခန့်ခံမှာဆိုရင်အဲ့လို စင်ကာပူအစိုးရကတတ်မှတ်ထားတဲ့ဒီမှာစင်ကာပူအစိုးရကတတ်မှတ်ထားတဲ့အဖွဲ့အစည်းကို authorize nominee body ANB လို့ခေါ်တယ်။ဆုံးမှာ ANB ဆိုတဲ့အဖွဲ့အစည်းကပါလဲဆိုတော့စင်ကာပူ mediation center စစ်ဆေးညှိနှိုင်းရေးအဖွဲ့ဒုက္ခကတော့ SMC လို့ခေါ်ပါတယ်။ဒီမှာစင်ကာပူမှာအကူရစရည်တဲ့ပတ်စံကိုတရားဥပဒေမပေးဘူးဆိုရင် adjudication application ဆိုလိုပြီးတော့ရောက်လာတင်လိုက်တာနဲ့တပြိုင်နက်တည်းဒီစင်ကာပူ mediation center SMC ကစစ်ဆေးပြီးတော့ ဘသူကဘလောက်ကိုပေးတယ်လဲဆိုတာကိုဆုံးဖြတ်ပေးပါတယ် benefits of sop at ဒီ sop at ရဲ့အဓိကအသာချက်တွေကဘာတွေလဲဆိုတော့ကို load carrying up work or supplying goods ကို load ထားတဲ့အလုပ်အတွက်ကိုပေးရထားတဲ့ပစ္စည်းအတွက်ကိုရဝန်ဆောင်မှုတွေအတွက်ကိုဒီမှာ right to payment တရားဝင်ငွေတောင်းခံပိုင်ခွင့်ရှိတယ်နောက်ပြီးတော့ default payment periods ဒါကငွေတောင်းလိုက်တယ်ဆိုရင်ဘယ်နှစ်ရက်အတွင်းမှာပေးကိုပေးရမယ်ဆိုတော့ရက်ကို ဒီဥပဒေကသတ်မှတ်ထားတဲ့အတွက်လုပ်ငန်းရှင်ကငွေမပေးခြင်းလို့မရဘူးပေးကိုပေးရတယ်တကယ်လို့မပေးဘူးဆိုရင်မလုပ်လို့ရလဲဆိုတော့ဒီမှာငွေရဆရာရှိတဲ့သူက right to apply for adjudication ဆိုပြီးတော့ဒီ SMC ကို Singapore SMC ကိုတရားဝင်လျှောက်လွှာတင်ပြီးတော့တောင်းပိုင်권ရှိတယ်အဲ့လိုတောင်းတောင်းမှမပေးဘူးမပေးသေးဘူးဆိုရင်ဒီမှာဒီ main contractor တို့ sub contractor တို့ကကိုရဆရာရှိတဲ့ပိုင်ဆိုင်မှာမပေးဘူးဆိုရင်သူတို့က claim to suspend ပေါ့သူတို့မှအလုပ်ကိုတရားဝင်ရပ်ပိုင်권ရှိတယ် ဝင်မပေးလို့မလုပ်ဘူးဒါဆိုရင်အဲ့လိုဝင်မပေးလို့မလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ construction ကာလမှာဘဏ္ဍာအတွင်းဘဏ္ဍာနှစ်အတွင်းပြီးအောင်လုပ်အောင်မယ်ဆိုတော့ရက်ကတ်တဲ့ချက်ကိုလိလိရှုလို့ရသွားပြီဘာလို့လဲဆိုတော့ဝင်မပေးလို့မလုပ်တာဒါကဒီရစရာရှိတဲ့ပတ်စံကိုဒီ owner ဇီရတာမှမဟုတ်မင်းကွန်းဇီရအဲ့လိုရစရာရှိတဲ့သူဇီရပိုက်ဆံကိုဘလို့အပြတ်တ်မှတ်လဲဆိုတော့ judgment debt လို့ခေါ်တယ်ဒါဒီ SOP အတိအရာဒီရစရာရှိတဲ့ပိုက်ဆံကိုအကျွေးလို့သတ်မှတ်ပြီးတော့ ဒီပေးเสียရှိတဲ့သူကနောင်ကြရင်အတိုးနဲ့ပြန်ပေးရတယ်။ဒါက SOP at ချမှတ်လိုက်တဲ့အတွက်ရလာတဲ့အကျိုးကျေးဇူးတွေ။ဒီ SOP at ရှိတဲ့အတွက်ဆိုပါရှိတဲ့အတွက်တကယ်အကျိုးကျေးဇူးရှိတာကဘယ်သူလဲဆိုတော့ main contractor တွေ sub contractor တွေ supplier တွေပါ။ဒီမှာ main contractor က claimant ငွေတောင်းတဲ့သူဘယ်သူစီကိုတောင်းမလဲဆိုတော့ owner စီကိုတောင်းမယ်။ respondent respondent လို့ခေါ်တဲ့ owner စီကိုတောင်းမယ်။ main contractor က payment claim လို့ခေါ်တဲ့လာစဉ်အလုပ်ပြီးအလုပ်ငန်းပြင်းပြောင်းမှုအတွက်ငွေတောင်းခံတဲ့ ွေတောင်းခွင့်လွှာတွေတင်မယ်အဲ့ဒါကို payment claim လို့ခေါ်တယ်အဲဆိုရင်အုံနာကပြန်ပြီးတော့ဘယ်လောက်ပေးမယ်ဆိုတာကိုပြန်ပြောတယ်အဲ့ဒါက payment response ဒါက main contractor နဲ့အုံနာရဲ့ဂျာကငွေကြေးစီစမှုတက main contractor ကငွေရသွားပြီဆိုရင် sub contractor ကလည်း main contractor စီကနေတောင်းပန်ခွင့်ရှိတယ်အဲ့မှာ sub contractor ကလည်း main contractor စီကို payment claim လို့ခေါ်တယ်လာချင်းလုပ်ငန်းပြပြမှုတော့ငွေတောင်းခွင့်လွှာတွေတင်မယ် main contractor ကလည်းဒါက sub contractor ကိုပြန်ပြီးတော့ payment response ဆိုပြီးတော့အကြောင်းပြန်ပေးမယ် supplier နဲ့ဆက်ကွန်ထရက်တာကြားလည်းအတူတူပဲဘုရဒါသုံးဖို့ဆက်ကွန်ထရက်တာကကိုရရရှိတဲ့သူစီကငွေတောင်းခံလာလို့ခေါ်တဲ့ progress claim နေတင်မယ်ဆိုရင်လည်းဒီမှာဥပမာဒီမှာဆိုရင် owner နဲ့ main creditor ကြားထဲမှာထားထားတဲ့စာချုပ်ချုပ်ခဲ့တဲ့ contract information စာချုပ်ပါအချက်လက်တွေနဲ့ပဲ progress claim တွေကိုတင်ခွင့်ရှိတယ်။စာချုပ်စာချုပ်ပါအချက်လက်ဆိုတော့စာချုပ်ကိုပဲနေရစတယ်။ဒီမှာ parties contract parties of contracting party ဆိုတာကဘယ်သူနဲ့ဘယ်သူစာချုပ်ချုပ်တယ်လဲဒီမှာဆိုရင် owner နဲ့ main contractor စာချုပ်ချုပ်တယ်နောက် project title ဆိုတာကဒီ project မှာဘာတွေလုပ်မှာလဲနောက်တစ်ခုက contract price စုစုပေါင်းငွေကြေးတန်ဖိုးဘယ်လောက်နဲ့လုပ်မှာလဲပြီးရင် date of completion ပြီးရမယ့် date နောက်တစ်ခုက date and frequency ရောစာပြီးရော payment payment claim ဒါ payment claim ကိုအာဘယ်နေ့မှာမင်းတို့ကတင်မယ်ငါတို့ကဘယ်နေ့မှာ payment response ပြရမယ်ဆိုတော့လာစင်သတ်မှတ်ချက်တည်းရှိတယ်အများအားဖြင့်တော့လာကုန်တာနဲ့ progress claim ကို payment claim ကိုတင်တယ် progress claim လို့လည်းအပြင်မှာပြောကြတယ် payment claim နဲ့ progress claim နဲ့အတူတူပဲအဲ့တော့လကုန်တာနဲ့ payment claim တင်မယ်ဒါဆိုရင်ဘယ်နဲ့တတ်မှတ်တတ်ထားတဲ့ရက်ဆက်လီဆိုဆက်နှစ်ပတ်ဆိုနှစ်ပတ်တစ်ပတ်ဆိုတစ်ပတ်9ရက်သုံးမဟုတ်14ရက်အတွင်းမှာနှုတ်သဘောတူထားတဲ့ date အတိုင်း payment response ကို owner ကပြန်ပြောရမယ်ဒီမှာဆိုရင်လကုန်တာနဲ့ payment claim တင်တယ်နောက်တစ်ခုက payment response ကိုတော့အများအားဖြင့်တော့14ရက်အတွင်းမှာပြန်ပြီးတော့အကြောင်းပြန်ပေးရတယ်နောက်ပြီးတော့ date of payment ါပေးမယ်လို့ sponsor ဆိုတာကငွေဘယ်လောက်ပေးမယ်ဆိုတဲ့အကြောင်းပြန်စာပဲရှိသေးတာ တကယ်ငွေပေးတာမဟုတ်သေးဘူးဒီ payment response ကငွေဘယ်လောက်ပေးမယ်ဆိုတာကိုပြန်ပြောပြီဆိုရင်အမှ main contractor ကတခါပြန်ပြီးတော့ invoice လို့ခေါ်တဲ့ငွေတောင်းခံလာတင်လိုက်တာနဲ့တပြိုင်နက်တည်း date of payment ဘယ်နေ့အတွက်မှ invoice ကို issue လုပ်ပြီးတော့ဘယ်နေ့တုန်းမှငွေပေးရမလဲဆိုတဲ့ရသက်မှတ်ချက်တွေပါတယ်ဒီလို contract information မှာအဲ့ဒီ contract information တော့ပါတဲ့နှုတ်ဥသဘောတူတာတဲ့သတ်မှတ်ချက်သတ်မှတ်ထားတဲ့ရက်တွေအတွက်မှဒီ payment အာ payment claim ကိုတင်ရတယ် payment response ကိုအကြောင်းပြန်ရတယ်ပြီးရင်ဝေပေးချေရတယ်ဒီမှာ payment claim sample လေးကိုကြည့်အောင်နမူနာ payment claim လေးကိုကြည့်အောင်ဒီမှာ claimant ဆိုတာကရစရာရှိတဲ့သူ responder ဆိုတာကငွေပေးချေရမယ့်သူရစရာရှိတဲ့သူကဘယ်လဲဆိုတော့ဒီမှာ beta pt limited ဆိုတော့ main contractor owner ကပါလေ owner ရဲ့ company name က fortune pt limited အဲဆိုရင်အာရစရာရှိတဲ့ main contractor က from main contractor က to fortune pt limited ကိုတင်ထားတဲ့ progress claim ဒီ progress claim မှာဒီမှာ contract information ဆိုပြီးတော့မှာ project title တွေပါတယ်။နောက်သူသူတောင်းထားတာကဘယ်လိုတောင်းထားလဲဆိုတော့ဒီမှာ work carry out by contractor သူတို့လုပ်ထားတဲ့အလုပ်တွေပစ္စည်းတန်ဖိုးတွေအားလုံးပေါင်းလိုက်ရင်ဒီမှာ total က91 million ရှိတယ်။ဒီမှာ91 91050 245 142ဒေါ်လာဒါဆိုရင် ် total က91ဒေါ်လာရှိတယ်အဲ့မှာ deduction တခြားငွေလျှော့ရတာမရှိဘူးပြီးရင် less amount previously paid ပြီးကြတဲ့လကပေးထားတော့ progress claim claim ဆိုတာကလဆင်တင်ပြီးတော့လဆင်တောင်းထားတာဆိုတော့အရင်လတွေအထိက79 million ပေးပြီးသွားပြီအခုက91 million စုစုပေါင်းပြီးတော့က91 million ပြီးသွားပြီဒီလကုန်တဲ့အထိဆိုရင်အမ် now ပြီးကြတဲ့လအထိပေးပြီးသားက79 million အဲ့ဒါဆိုတော့ claim amount for this month က11 million ဖြစ်သွားပြီဒါဆိုရင် ဒီမိန်ခရတာကအွန်နာစီကနေဒီလအတွက်ငွေတောင်းတဲ့ငွေပမာဏက11မီလီယံလို့ဒီမှာ progress claim မှာဖော်ပြထားတယ်။ payment claim မှာပါတဲ့ breakdown မှာ breakdown ဆိုတာကဘယ်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 အချက်လက်အတွက်ကိုမူလ contract ပမာဏကဘယ်လောက်ရခိုင်နှုန်းပြီးဆောင်ပြီးမြောက်မှုကဘယ်လောက်ဆိုပြီးတော့ဘယ်ဟာကဘယ်နေရာခိုင်နှုန်းပြီးတယ်ဘယ်ဟာကဘယ်နေရာခိုင်နှုန်းပြီးတယ်ဒီမှာ finally ဆိုလို့ရှိရင်ရခိုင်နှုန်း100%ပြီးသွားပြီ။ဟော finally ဆိုတာအစားတစ်ခုမှာ ဖောင်ဒေးရှင်းကျင်းတူတာကအရင်ဆုံးတူရတာဆိုတော့ပိုင်းလေးက100%ပြီးသွားပြီ။ဂျန်နာရီကဆက်လုပ်တော့ဒီမှာကပတ်ကပတ်ရဲ့ office block တဲ့အပေါ်အဆောက်အဦတွေတပြည့်ပြည့်ဒီမှာ residential တွေလည်းပါတယ်။ဒါတွေကတပြည့်ပြည့်လုံနေလို့မရှိသေးတဲ့။တချို့က80%ရောက်ခိုင်တော့ဒီမှာတချို့က60%ရောက်ခိုင်တော့။ရန်ခိုင်တော့နဲ့တွက်ပြီးတော့ဘယ်ဟာကဘယ်လောက်ပြီးတယ်ဆိုပြီးတော့စုစုပေါင်းဒီမှာဘယ်လောက်ပြီးတယ်ဆိုတဲ့ငွေပမာဏကို breakdown နဲ့အသေးစိတ်ရှင်းပြထားတယ်။ဒီမှာ main contractor က အုံနာစီကိုငွေတောင်းခံလောက်တင်လိုက်တဲ့အခါမှာဒီမှာအုံနာဘက်ကလည်းဘယ်လိုပြန်လာလဲဆိုတော့ from ဒီမှာ fortune pt limited ကနေ beta ဘက်ကိုပို့ထားတဲ့ payment response payment response ဆိုတာကငွေဘယ်လောက်ပေးမလဲဆိုတဲ့အကြောင်းပြန်စာအကြောင်းပြန်စာမှာဒီမှာအကြောင်းပြန်စာမှာလည်းအုံနာကလည်းတောင်းသိမြတ်တောင်းရင်တောင်းသိမြတ်ပေးတာမဟုတ်ဘူးအုံနာမှာ consent နဲ့ရှိတယ် US consent နဲ့ရှိတယ် MNE consent နဲ့ရှိတယ်အဲ့ဒါတွေက review လုပ်ပြီးတော့မှငွေဘယ်လောက်ပေးတယ်လဲဆိုတာကို US consent နဲ့ MNE consent နဲ့ကအုံနာကိုအကြံပေးရတာ ဲမှာ US Consultant American Consultant တို့ရဲ့ Somerset အရာစစ်စစ်ကျဲအရာတကယ်တကယ်လုပ်ငန်းပြင်းပြောင်းမှုက total ကဒီမှာ88 million ပဲရှိတယ်88 million ပဲရှိတယ်ဆိုရင်အရင်လကပေးထားတာက70 million ကိုနှုတ်လိုက်ရင်ဒီလအတွက် owner က main contractor ကိုတကယ်ပေးတဲ့ပမာဏကဒီမှာ8 million ပဲရှိတယ်ရှစ်တန်းပဲရှိတယ်ပေါ့နော်အဲ့မှာပြဿနာအဲ့ဒီမှာစတာရှေ့မှာ payment claim မှာ11 million down နဲ့အခု တကယ်တကယ်စစ်ဆေးကြည့်လိုက်တော့သူတို့ရဲ့လုပ်ငန်းပြည်မြောက်မှုကဒီမှာ8မီလီယံပဲရှိတယ်။အဲဆိုရင် main contractor တွေကပိုတောင်းနေဒီမှာ American contractor နဲ့ US contractor တွေကစစ်ဆေးပြီးတော့မှတကယ်တကယ်ပေးတဲ့ပမာဏ8မီလီယံပဲရှိတယ်။အဲ့ဒါကို main contractor ကသဘောတူတယ်ဆိုရင်တော့သူတို့သူတို့ invoice ထုတ်ပြီးတော့8မီလီယံပဲဒီလအတွက်ယူပြီးတော့နောက်လကိုဆက်လုပ်လို့ရတယ်။ဒါလို့သူတို့ကသဘောမတူဘူး။ငါတို့ကတကယ်တကယ်11မီလီယံကို11မီလီယံပမာဏရသင့်တယ်။လုပ်ငန်းလည်းအဲ့လောက်ပေးထားတယ်ဆိုပြီးတော့ 8 million တောင်းချင်ရင်အဲ့ဒီမှာခုနပြောတဲ့ super ကိုလိုက်နာပြီးတော့ sub sop at a time smc လို့ခေါ်တဲ့ singapore mediation center စီစဉ်ညီနိုင်ရေးအဖွဲ့ကို တိုင်းပြီးတော့ဒီပတ်ဆံကိုတောင်းလို့ရတယ်အဲ့လိုတောင်းတဲ့အချိန်မှာ လုပ်ငန်းတွေရထားလို့ရတယ်ဒါက payment response payment response မှာ payment claim လို့ပဲဒီမှာလဲ breakdown ဆိုပြီးတော့အသေးစိတ်ပါတယ် ဒီမှာ contractor ကဘလောက်ဘလောက်ရာခိုင်နှုန်းတွေပြီးတယ်လို့တောင်းထားပြီးမဲ့တကယ်တကယ်ဒီ US consultant တို့ MNC MNC consultant တို့ site မှာစစ်ဆေးခြင်းအရာဘယ်လုပ်ငန်းကဘလောက်ပဲပြီးတယ်ဘယ်လုပ်ငန်းကဘလောက်ပဲပြီးတယ်ဒါကြောင့်မလို့ဆိုတော့ပြောတဲ့80 million ပဲဖြစ်တင်တယ်လို့ US consultant တို့ MNC consultant တို့ကဆုံးဖြတ်ပေးရတာဒီမှာ Mineral Wealth နဲ့ပတ်သက်တာတွေကို US consultant ကစစ်ဆေးတယ် MNC Wealth နဲ့ပတ်သက်တာတွေကို MNC consultant ကစစ်ဆေးတယ်ဒါပေမဲ့ US consultant နဲ့ MNC consultant တို့စစ်ဆေးတယ်ဆိုတာကလည်း site မှာ RE တို့ RTO တို့တတ်မှတ်ထားတဲ့ခံထားတဲ့ အာဝန်ထမ်းတွေရှိတယ် technical person တွေရှိတယ်သူတို့ကတဆင့်ရခိုင်နှင်းတွေကိုဘလောက်စစ်စစ်လေးဘလောက်ပြီးမြောက်တယ်ဆိုပြီးတော့ဒီ US consultant တွေအမေရိကန် consultant တွေကိုအကြောင်းကြားတဲ့အတွက်အဲ့ဒီရခိုင်နှင်းတွေနဲ့တခါအမေရိကန် consultant တွေ US consultant တွေကိုအပြန်စစ်စစ်ပြီးတော့ owner ကိုပြန်ပြီးတော့အကြံဉာဏ်ပေးရတာဘလောက်ရခိုင်နှုန်းပဲမှာပြီးတယ်အဲ့မှာအရေးကြီးတာကဒီ RE တို့ RTO တို့ဒီအမေရိကန် consultant တွေ US consultant တွေက စစ်ဆေးဖို့စစ်ဆေးတဲ့အခါမှာအရေးကြီးတာကဒီ main ကွန်ဒက်တာတွေဆက်ကွန်ဒက်တာတွေက over claim လုပ်နေရလား over claim လုပ်နေရလားဒါကသူတို့က over claim လုပ်တယ်ပိုက်ဆံလိုချင်လို့ပို့တောင်းတယ်ဒါပေမဲ့ကိုကပြန်လျှော့ရတယ်တကယ်လုပ်ငန်းပြီးမြောက်တဲ့အတိုင်းပဲပေးဖို့ရအတွက်ရခိုင်နှုန်းကိုတရားပြန်စစ်ဆေးပေးရတယ်နောက်က US ကွန်ဆန်နဲ့ American ကွန်ဆန်တို့က anxiety ပိုင်းဆိုရင်လည်းဒါကပြဿနာရှိတယ်လုပ်ငန်းပြီးရတာနဲ့မပေးသေးဘူးမပေးဘူးဆိုရင်အဲမှာ main ကွန်ဒက်တာဆက်ကွန်ဒက်တာတွေက super နဲ့ တရားဆွဲလိုက်ရင်တခါပြန်ပြီးတော့အလုံးရှုံးမှာဒီမှာပုံမှန်အတိုင်းဆိုရင် payment claim procedure ကပုံမှန်အတိုင်းဘာမှမဖြစ်ဘူးဆိုရင်ချုံချုံမိုးကြီးဆိုရင်ဒီတိုင်းသွားတယ် claimant လို့ခေါ်တဲ့ငွေတောင်းခံတဲ့သူကဥမာဒီမှာ main creditor responsible လို့ခေါ်တဲ့ငွေပေးရမယ့်သူဒီမှာဥမာ owner main creditor က owner စီကိုပထမအဆုံးဒီမှာ payment payment claim လို့ခေါ်တဲ့ငွေတောင်းခံလောက်တင်လိုက်မယ်အဲ့ဒါဆိုရင် owner ဘက်ကစစ်ဆေးပြီးတော့ contractor နေနဲ့အတူစစ်ဆေးပြီးတော့ ဘယ်လောက်ပေးမလဲဆိုတာကိုပြန်ပြီးတော့အကြောင်းပြန်နေဒါကို payment response လို့ခေါ်တယ် payment claim တင်တယ် payment response ပြန်လာတယ် payment response ပြန်လာရင်ဘယ်လောက်ပမာဏပေးမလဲဆိုတာသိရတဲ့အတွက် main creditor ကတခါ invoice တင်လိုက်တယ်ငွေဘယ်လောက်ပေးပါဆိုတော့ invoice တင်လိုက်တယ်အဲ့ invoice ကိုဘယ်သူတင်လိုက်တယ်ဆိုတော့ responder လို့ခေါ်တဲ့ owner ကြီးကိုတင်လိုက်တယ် owner ကမှသတ်မှတ်ထားတဲ့ရက်အတွင်းမှာ payment by check or bank transfer ငွေကိုဘယ်လွှဲလွှဲမယ် check လက်မှတ်နဲ့ပေးရင်ပေးမယ်အဲ့ငွေကိုသတ်မှတ်ထားတဲ့ချက်ဆွဲအတွင်းမှာ contract information မှာပါတဲ့အတိုင်းပြန်ပေးရတယ်ဒါက ပုံမှန်လည်ပတ်နေတဲ့ claim procedure ဒီ claim procedure အတိုင်းစောစောပြောသလိုတယောက်နဲ့တယောက်တောင်းတဲ့ပမာဏနဲ့ payment claim နဲ့ payment response နဲ့မတူဘူးဆိုရင်အဲ့မှာ super အတိုင်းတရားဆွဲတာတွေပါလာပြီ super အတိုင်းတရားဆွဲရမယ်ဆိုရင်ဖြစ်နိုင်ခြေက option 3ခုရှိပါတယ်ပထမတစ်မျိုးကပါလဲဆိုတော့ respondent did not issue payment response main creditor က owner ကငွေတောင်းတယ် payment claim တင်တယ် အော်နာကလုံအောင်ကိုလိလိရှူထားလိုက်တယ်။ဘာမှအကြောင်းမပြောင်းဘူး။ပေးမယ့် response လည်းမပြောင်းဘူး။ဘယ်လောက်ပေးမယ့်လို့လည်းမပြောဘူး။မပေးဘူးလို့လည်းမပြောဘူး။တမန်တော်တဲ့ရဲ့ဆွဲအတွက်မှာဒါကပထမဖြစ်နိုင်ခြေတစ်ခု။နောက်ဒုတိယဖြစ်နိုင်ခြေတစ်ခုက respond at issue payment payment respond but dispute the amount ခုနကပြောတဲ့နမူနာအဖြစ်ပြက်လိုမျိုးပေါ့နော်။ respond at အကြောင်းငွေပေးရမယ့်သူက payment respond တော့ပြန်တယ်။ဒါပေမဲ့ dispute the amount ဆိုတော့ဆိုတော့အလဲမီမီလီယံတောင်းတဲ့သူက8မီလီယံပဲပေးတယ်။အဲ့ဒါဆိုရင် owner ကစဉ်းစားရတော့မယ်သူဒီ SMC ကိုတိုင်းပြီးတော့ တရားဆွဲပြီးတောင်းမလားမတောင်းဘူးလားဒါက option ဒုတိယ option နောက်တတိယ option က responder issue payment response main creditor ကလည်း payment progress claim တင်တယ် responder ငွေပေးရမယ့်သူကလည်း payment response အကြောင်းပြန်တယ် confirm the amount ဘယ်လောက်ပေးမလဲဆိုတာတောင်းတော့လောက်ပေးမယ်လို့လည်းပြောတယ်ဒါပေမဲ့တကယ်တကယ် invoice လည်းတင်လက်တင်လိုက်တဲ့အချိန်ကျတော့ငွေကိုမပေးတော့ဘူးဘဏ်လည်းမလွှဲမလွှဲတော့ဘူး settlement လည်းမပေးတော့ဘူးဒါကတကယ်ငွေမပေးတာအဲ့ဒါဆိုဒီ၃မျိုးဖြစ်လာပြီဆိုရင် ငွေရတဲ့ရတဲ့သူကတရားစွဲပြီးတော့တောင်းပန်권ရှိတယ်။ဒီမှာ option 1မှာဘာဖြစ်တယ်လဲဆိုတော့အသေးစိတ်ပြန်ကြည့်အောင် option 1မှာ respondent တင်းတော့ issue payment response ငွေပေးရမဲ့သူကလုံးဝအကြောင်းမပြဘူး။ process claim တင်ပေမဲ့ဘယ်လောက်ပေးမယ်လို့လဲအကြောင်းမပြဘူး။မပေးဘူးလို့လဲအကြောင်းမပြဘူး။အဲဆိုရင်ဒီမှာဒီစီမင်းအရာ super app အရာဒီ respondent က14ရက်အတွင်းမှာအကြောင်းမပြမှုဆိုရင်14ရက်အတွင်းမှာအကြောင်းမပြမှုဆိုရင်နောက်ထပ်14ရက်ပြည့်တာနဲ့တပြိုင်နက်တည်းဒီ main contractor က owner ကိုအကြောင်းကြားရတယ်ဘယ်လိုအကြောင်းကြားရလဲဆိုတော့ notice of intention to respond within 7 days ခုနှစ်ရက်အတွင်း14ရက်ပြည့်တဲ့တက်မှတ်ထားတဲ့14ရက်အတွင်းမှာမပေးဘူးဆိုရင်14ရက်ကျော်တဲ့နေ့တပြိုင်နက်တည်းငါတို့ကတိုင်းပြီးတော့တောင်းတော့မှာဆိုတာကို ငါတို့ SMC ကိုတိုင်းပြီးတော့တောင်းတော့မယ်ဆိုတာကိုအုံနာကိုအကြောင်းကြားရတယ်ပထမ9ရက်အခွင့်အရေးပေးလိုက်တယ်ငါတို့တိုင်းတော့မှာ9ပြည့်ရင်တိုင်းတော့မှာမင်းပေးမှလားမပေးဘူးလားအဲ့လိုအရင်ပေးလိုက်ဒါတရင်ဝန်စာနဲ့ပို့ပေးရတာအဲ့လိုပို့ပေးလိုက်လို့မပေးဘူးဆိုရင်9ရက်တုန်းမှာဒါကဒီဥပဒေက9ရက် chance ပေးထားတာဒီ responder ငွေပေးရမဲ့သူကိုတိုင်းတောင်းတရားရုံးရောက်မှာတိုင်းတောင်းမှာပေးတာကိုလိုချင်သလားမင်းတို့မင်းတို့ဒီ9ရက်တုန်းမှာဖြည့်ရှင်းချင်သလားဆိုပြီး9ရက်ဟာပေးလိုက်တာ ခုနှစ်ရက်ပြည့်ရင်တော့ဒီမှာငွေရစရာရှိတဲ့သူကဒီ SMC ကိုစပြီးတော့တိုင်းပြီးတော့တောင်းလို့ရပြီအဲဆိုရင်ခုနှစ်ပြည့်တာနဲ့တရင်ဝန်စားရေးဆိုင်နဲ့အထောက်အထားတွေနဲ့ရှင်းနေနေနဲ့ညီနိုင်ပြီးတော့ SMC ကိုတင်းပြီးတော့တောင်းလိုက်အောင်မယ်ဒါက option 1 option 2မှာရစရာရှိတဲ့သူက payment 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 claim တင်တယ်ပေးစရာရှိတဲ့သူကလည်း payment response ပြန်တယ်ဒါပေမဲ့ပမာဏကလွဲနေတယ်စောစောပြောလို့မျိုး11 million နဲ့8 million နဲ့အဲမှဆိုရင်အတူတူပဲသဘောတရားက14ရက်အတွင်းမှာမှအကြောင်းမပြောင်းဘူးဆိုရင် နောက်ထပ်9ရက်ဆောင်ပြီးတော့ဒီ9ရက်ပြည့်တဲ့အချိန်မှာငါတို့ SMC ကိုတိုင်းပြီးတော့တောင်းတော့မယ်ဆိုတာကိုအကြောင်းကြားရတယ် SMC ကိုတိုင်းပြီးတော့အကြောင်းကြားလို့တိုင်းပြီးတော့တောင်းမယ်လို့အကြောင်းကြားလို့9ရက်တုန်းမှာကိုယ့်ဘက်ကိုဖြည့်ရှင်းလို့ပြည်လဲသွားရင်ပြဿနာမရှိဘူးအဲဆိုရင်9ရက်ပြည့်တဲ့နေ့မှာတိုင်းပြီးတော့တောင်းလို့ရပြီအဲဆိုရင်တော့ SMC ကိုဆက်ဆက်နေနေတင်းပြီးတော့ဒီက adjudication process စပြီ adjudication ဆိုတာ process စတယ် adjudication ဆိုတာကဒီလို တိုင်းပြီးတော့ service center တွေတင်းပြီးတော့အာစည်စက်ညှိနှိုင်းဖြန့်ဖြည့်တဲ့လုပ်ငန်းစဉ်စတာကိုပြောတာပါဒါက option 3 option 3မှာ payment claim တင်တယ် payment response လည်းအတိအကျပြန်လာတယ်ငွေပမာဏလည်းသဘောတူတယ်ဒါပေမဲ့တကယ်တကယ်ကျတော့ငွေမပေးဘူးအဲဆိုလဲပုံမှန်အတိုင်း14ရက်တွင်းမှာ invoice ထုတ်ပြီးတော့14ရက်တွင်းမှာငွေပေးရမှာကိုမပေးတဲ့အတွက် notice ပေးလိုက်တယ်ငါတို့တိုင်တော့မယ်9ရက်တွင်းအကြောင်းပြန်မှာ ခုနှစ်တွန်းအုံနာကဘာမှမပြောဘူးငွေလည်းမပေးဘူးအဲဆိုရင်ခုနှစ်ရပြည့်တဲ့နေ့မှာဒီမှာ SMC Singapore Mediation Center ကိုတိုင်းပြီးတော့တောင်းလို့ရပြီအဲမှာ adjudication process စပြီ adjudication process စရဲဆိုတာကဘယ်လိုစရလဲဆိုတော့ဒီမှာ respondent ငွေရစရာရှိတဲ့ sorry respondent ကငွေပေးစရာရှိတဲ့သူကလည်း submit supporting document သူ့ရဲ့အထောက်အထားတွေနဲ့ရခိုင်နှုန်းတကယ်ဘယ်လောက်ဘယ်လောက်ပြီးတဲ့ထောက်ထားတွေနဲ့ င်လိုက်တယ်ပြီးရင် claim ငွေရစရာရှိတဲ့သူကလည်း supporting document သူ့ရဲ့ရခိုင်နှုန်းပြီးမြောက်မှုတွေနဲ့ဘလောက်ဘလောက်ပြီးတယ်တပ်ပုံတွေနဲ့အထောက်အထားတွေနဲ့ဆိုင်မှာစစ်ဆေးပြီးတော့အကုန်လုံးတင်လိုက်တယ်အဲ့တင်လိုက်တာကမှ adjudicator adjudicator ဆိုတာကဒီ SMC ကနေ SMC ကနေဒီလုံဒီဒီပြဿနာကိုဖြေရှင်းပေးဖို့ရအတွက်ခန့်အပ်ထားတဲ့စစ်ဆေးတဲ့သူကိုညှိနှိုင်းစစ်ဆေးပေးတဲ့သူကို adjudicator လို့ခေါ်တယ်။ adjudicator ကဒီ adjudicator ကဒီနှစ်ဖက်နှစ်ဖက် respondent နဲ့ claimant က submit လုပ်ထားတဲ့ document တွေကိုစစ်ဆေးတယ်ပြီးလို့ရှိရင်သူတို့ပြောတာတွေကိုနားထောင်တယ်ပြီးတော့ adjudication determination ဆိုပြီးတော့မှသူကနောက်ဆုံး final decision ဆုံးဖြတ်ချက်ကိုချပေးတယ်သူချပေးတဲ့ပမာဏကိုပဲ respondent ကပေးရတယ် claimant ကလက်ခံရတယ်ဒီ adjudicator ကဆုံးဖြတ်ချက်ချလိုက်တဲ့ဟာကိုဒီ adjudicator ဆုံးဖြတ်ချက်ချလိုက်ကို9ရက်အတွင်းမှာသဘောမတူဆိုရင် appeal လို့ခေါ်တဲ့ စောရကတင်ပိုင်권ရှိတယ်စောရကတင်တယ်ဆိုတာကလည်းဘလို့ပမာပမာဏဥမာ respondent ဆိုတာကသူငွေပေးရမယ့်သူဆိုတော့အများနဲ့သူက short ပေးခြင်းနဲ့နောက်တစ်ခုက claimant ဆိုတာလည်းသူငွေတော့နဲ့သူဆိုတော့ပို့တောင်းခြင်းနဲ့အဲ့တော့ respondent ကသူပေးတဲ့နဲ့ပမာဏထက်အကျူတီတိုင်းဆုံးမချက်ကဒီမှာဒေါ်လာ3သိန်းกว่าနေတယ်100,000ဒေါ်လာဒေါ်လာ3သိန်းกว่าနေတယ်ဆိုရင်သူကစောရကတင်ပိုင်권ရှိတယ်စောရကတင်တာကိုအဂျူဒီကေးရှင်းရီဗျူးဆိုပြီးတော့ ြန်ပြီးတော့ငါတို့ပြန်ပြီးတော့ review လုပ်ပေးပါဆက်စပ်ပေးပါဒီဟာငါတို့အနေနဲ့ဒါမတရားဘူးထင်တယ်လို့ respondent ကတောင်းပန်ခွင့်ရှိတယ်ဒါကလည်းဒေါ်လာတရချားနှက်ချက်ကဒေါ်လာ100ထက်ကျော်နေမှ sorry ဒေါ်လာ300ထက်ကျော်နေမှဒါက claim ကလည်းအလိုပဲသူရသတဲ့ပမာဏထက်9ဒေါ်လာ300ကျော်ပြီးတော့ရနေတယ်ပြန်ဆက်စပ်ပေးပါဆိုပြီးတော့မှ adjudication review ပြန်လုပ်ပေးရတယ်အဲ့မှာဒီ SMC ကိုဒီလိုမျိုး adjudication application လုပ်လို့ရှိရင်ဒီပထမအကြိမ် review လုပ်တာကနှစ်ပတ်စလုံးသူတို့ကသူတို့ အာသဘောမတူလို့မလို့ဒီရုံးကိုရောက်လာတဲ့ကိစ္စဆိုတော့ဒီ adjudication fee ဒီစစ်ဆေးတဲ့မာနကိုဒီ respondent နဲ့ adjudication fee ကို respondent နဲ့ claimant ကတဝက်စီမျှခံရတယ်ဒါပေမဲ့အခုလိုမျိုးဒုတိယအကြိမ်စောရကတင်ပြီးတော့ပြန်စစ်ဆေးပြီးပါလို့ရောက်လာတင်တဲ့အချိန်မှာဆိုရင်ဒီစောရကကိုလျှောက်တဲ့သူက adjudication fee ကိုပေးရတယ်မာ respondent ကသဘောမတူဆိုရင် तू ကပေးဘာလို့ဆိုတော့ तू ကပြန်စစ်ဆေးခိုင်းတာကို claimant ကသဘောမတူဆိုရင်လည်း claimant က education ဒုတိယကျရင်စစ်ဆေးတဲ့ education fee ကို claimant ကပေးရတယ်ဒီမှာ education determination fee လို့9ရက်ပြည့်သွားပြီဘယ်သူမှနှစ်ပတ်စလုံး claimant ရော claimant ရော respondent ရောနှစ်ပတ်စလုံးက education review ဆိုပြီးတော့ဘာမှမတင်ဘူးအဲ့လိုမတင်ဘူးဆိုရင်နောက်ထပ်3ရက်အတွင်းမှာ respondent ပေးစရာရှိတဲ့သူက claimant တောင်းတဲ့သူကိုနောက်ထပ်3ရက်အတွင်းမှာငွေအပီပေးရတယ် အစားဆုံးဆိုရင် education determination အစားမယ်ဆိုတော့စုစုပေါင်း10ရက်တော့မှဝေပေးစရာရှိတာကိုအပြည့်ပေးရတယ်ဒီဥပဒေစိုးပါအရနောက်တစ်ခါ10ရက်တော့ပြည့်သွားပြီအုံနာကငွေမပေးဘူးဆိုတာလည်းဖြစ်နိုင်တာပဲ10ရက်ပြည့်သွားပြီအုံနာကငွေမပေးဘူးဆိုရင်တော့ respondent ကငွေမပေးဘူးဆိုရင် claimant ကငွေတောင်းတဲ့သူကမိန်ကုန်တာတော့စက်ကွန်တာတော့ဖြစ်တယ်ဆိုရင်သူကသူ့ရဲ့လုပ်ငန်းကြီးအကုန်လုံးကိုစိုက်မှာရက်ပြစ်လိုက်လို့ရတယ်ပြီးရင်ဒီ ရစရာရှိတဲ့ adjudication determination ကဆုံးဖြတ်တဲ့ငွေပမာဏကိုမပေးဘူးဆိုပြီးတော့မှနောက်ထပ်သူ့ထက် adjudication ကို review လုပ်တဲ့ SMC center ထဲပို့ပြီးအဆင့်မြင့်တဲ့တရားရုံးကိုတိုင်းပြီးတော့ဒါသူ့ရဲ့ရပိုင်권ဆိုပြီးတော့မှ download ရတယ်။နောက်ကဒီ main contractor ကဒါမှမဟုတ် sub contractor က site မှာသူတို့ install မလုပ်ရသေးတဲ့ပစ္စည်းတွေရှိရင်အကုန်လုံးဖြုတ်သိမ်းပြီးတော့အိမ်ပြန်လို့ရတယ်။နောက်ဒီတရားရုံးကိုတိုင်းလို့မှမပေးသေးဘူးဒီမှာအလုပ်တွေရက်လိုက်ပြီးငွေမပေးသေးဘူးဆိုရင်ဒီမှာ responder ထက်သူ့ထက်တဆင့်မြင့်တဲ့ responder ကကုမ္ပဏီအသေးဆိုရင်သူ့ထက်ကုမ္ပဏီကြီးတဲ့ကုမ္ပဏီကဒီပတ်စံကို site ပေးရတယ်ဒါမှမဟုတ်အဲ့ကုမ္ပဏီမှာရှိတဲ့တာဝန်ရှိတဲ့သူပုဂ္ဂိုလ်တရားကဒီပတ်စံကို site ပေးရတယ်အဲ့ဆိုရင်တရားရုံးကဒီပုဂ္ဂိုလ်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကို သိနေပြီးရင်နောက်ထပ်စီးဆက်စီးဆက်ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးတော့ဒီရရရှိတဲ့ပတ်စံတွေအကုန်လုံးကိုပေးတဲ့သူကခွဲပြီးတော့ပြန်ပေးတယ်အဲ့ဒါကနောက်ထပ်အဆင့်တစ်ခုထပ်လာမယ် အခုလိုမျိုးစိုက်တွေမှာစူပါနဲ့တရားဆွဲပြီးတော့တောင်းတာတွေကိုရှောင်ရှားဖို့ရအတွက်ကျွန်တော်မျောနိုင်ငံကနေစုံလာပြီးတော့အလုပ်လုပ်နေတဲ့ engineer တွေ USD RTO တွေအမနီကိုစမ်းတဲ့နေကိုအကြံပေးချင်တာကဘယ်တော့မှကွန်ထရက်တာအနေနဲ့ဆိုရင်စိုက် engineer တွေအနေနဲ့ဆိုရင်ဘယ်တော့မှ over claim မလုပ်ပါနဲ့ပို့ပြီးတော့ကိုပြီးသင့်ပြီးလိုက်တာတဲ့ကိုတောင်းနေတောင်းလိုက်တာကိုတကယ်လောက်ထားတဲ့ပို့တော့မှပို့ပြီးတော့ over claim မလုပ်ပါနဲ့အထူးသဖြင့် USD ဆိုလို့ရှိရင်ညာတော့အပြင် USD ရဲ့တဘာဝကငွေကုန်ကုန်ငွေညံ့ညံ့ရအောင်အမြဲတမ်း over claim လုပ်လေးလောက်ထားရှိပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့က company consultant အနေနဲ့ sub contractor တွေရဲ့ main contractor တွေရဲ့ progress claim တွေကိုစစ်ဆေးပြီးတဲ့အတွက်အများအမ်းသူတို့က USD က over claim လုပ်တယ်။အဲ့လို over claim လုပ်တဲ့အတွက်မဖြစ်သင့်မငင်းအငင်းမပွားသင့်မဲ့နဲ့ပွားနေရတဲ့ပြဿနာတွေအများအမ်းဖြစ်တယ်။ဒါကြောင့် USD အနေနဲ့ဘယ်တော့မှ over claim လုပ်ပါနဲ့။နောက်တစ်ခုက site မှာလုပ်လို့နေ RTO တွေ RTO တွေဆိုတာကဒီ sub contractor တွေ main contractor ရဲ့ progress ကိုစစ်ဆေးပြီးရတာဖြစ်တဲ့အတွက်အမှန်အကန်အတိအကျစစ်ဆေးပြီးတော့တကယ်တကယ် လုပ်ငန်းပြီးမြောက်တဲ့ရာခိုင်နှုန်းကိုအတိအကျတွက်ချက်ပြီးတော့ဘယ်နဲ့ရာခိုင်နှုန်းပြီးတယ်ဆိုတာကိုအတိအကျတွက်ချက်ပြီးတော့မှ US consultant တို့ American consultant တွေကိုအကြောင်းကြားတယ်ပါတယ်နောက်တစ်ခု American consultant ကလည်းဒီမှာ US RTO ကစစ်ဆေးထားတာကိုတစ်ခါထပ်ပြီးတော့ပြန်စစ်ဆေးပြီးတော့ရာခိုင်နှုန်းအမှန်အတိုင်းပဲအုံနာကိုအုံနာကနေမိန်ကွန်းသုံးပုံစာကုန်းကိုဘယ်လောက်ပေးတယ်လဲဆိုတာကိုအတိအကျစစ်ဆေးပေးတယ်ပါတယ်အဲ့ဒါဆိုရင်အခုလိုမျိုးစိုက်မှာလှုပ်ထားတဲ့ဓာတ်ပုံတွေရာခိုင်နှုန်းတွက်ချက်မှုတွေအချက်လက်အထောက်အထားတွေနဲ့ ပြည့်စုံစုံတင်ပြထားတဲ့ဆိုရင်နောက်တစ်ချိန်မှာစာကွန်သွမှုမိန်ကွန်းက adjudication process မှာလာပြီးတော့အငင်းပွားအငင်းခုံဖြစ်တယ်ဆိုရင်တော့ဒီမှာတမထားတဲ့အချက်လက်နဲ့အခိုင်အမာ ပြထားတယ်ဆိုရင်ကိုဘကအမှန်ကန် ကိုပေးသင့်ပေးလိုက်တာရတဲ့ရလိုက်တာတွေကိုအမှန်ကန်ရမှာပြရမှာဖြစ်ပါတယ်နောက်ရက်ဒီမှာလဲ MNE design knowledge နဲ့ပတ်သက်လို့တခြားအကြောင်းအရာတွေကိုကျွန်တော်တင်ပြပေးတော့ပါမယ်အမေဒီဇိုင်းကိုစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင် subscribe လုပ်ထားဖို့မမေ့ပါနဲ့ပြီးရင်တခြားပြောပြစေချင်တဲ့အကြောင်းအရာတွေရှိလို့ရှင်လဲအောက်မှာမှတ်ချက်လေးတွေရေးသွားပေးပါကျွန်တော်တို့အတိုင်းအတိုင်းဆုံးစူးစမ်းပြီးတော့အဲ့ဒီအကြောင်းအရာကိုအများဆုံးတင်ပြပေးသွားပါမယ်ကျေးဇူးတင်ပါတယ်